င်စီကအနာသိမ့်ပြီးနောက်ဖမ်းဆီးခဲ့တဲ့လူမှုကောင်းဆောင်တွန်းဆန်းစုကြည်ရဲ့ထိမ့်သိမ့်ခံဘဝပုံရိပ်တွေနဲ့နေစဉ်မှတ်တမ်းတွေ ပေါက်ကြားလာခဲ့တယ်လို့ Guardian သတင်းဌာနကဖော်ပြထားပါတယ်။စစ်တပ်ကအသက်80ပြည့်မွေးနေ့နီးကပ်လာပြီးဖြစ်တဲ့တွန်းဆန်းစုကြည်ရဲ့လက်ရှိအခြေအနေကိုဒီပေါက်ကြားလာတဲ့အချက်လက်တွေကိုပုံမိုရှင်းလင်းအောင်ဖော်ပြပေးနေပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းပြီးနောက်ပိုင်းဒေါ်ဆန်းစုကြည်ဟာတူးတဲ့အထီးကျန်ထိမ့်သိမ်းခံရပြီးပြင်ပကဘာနဲ့ဆက်သွယ်ခွင့်ကိုလည်းတင်းကျပ်စွာထိမ့်ချုပ်ထားတယ်လို့သိရပါဗျ။ပေါကြားလာတဲ့ဗီဒီယိုဖိုင်တွေမှာ2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလရက်စွဲတွေပါရှိပြီးဒေါ်ဆန်းစုကြည်နဲ့တူစစ်ကောင်စီကဖမ်းဆီးဖြုတ်ချထားတဲ့သမရဦးဝင်းမြင့်တို့ယာယီတရားရုံးတစ်ခုမှပေါ်ထွက်လာပုံတွေကိုပြသထားပါဗျ။ သူတို့နှစ်ဦးစလုံးဟာကုလသမဂ္ဂအမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကနိုင်ငံရေးလုံဆောင်မှုလို့ရှုံချထားတဲ့အာဂရီလိုက်စားမှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ် People's Embrace လို့ခေါ်တဲ့စစ်ကောင်စီတပ်ကနေအလင်းဝင်လာတဲ့အဖွဲ့က Guardian သတင်းဌာနကိုပြန်တင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေနဲ့2024ခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွင်မှတ်တမ်းတွေကဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့နေ့စဉ်လုံရိုးလုံစင်ကိုဖော်ပြနေပါတယ် ဒေါ်ဆန်းစုကြည်ရဲ့မိသားစုနဲ့ထောက်ခံသူတွေကတော့သူမရဲ့ကျမ်းမာရေးဆိုးရွားနေပြီးအသက်အန္တရာယ်တောင်စိုးရင်ရတယ်လို့ပြောကြားထားပါတယ်မတန်းတွေရဒေါန်ဆန်းစုကြည်ဟာနေပြည်တော်မှာအထူးတိဆောက်ထားတဲ့ထိန်းသိမ်းရေးစခန်းတွင်းမှာနေထိုင်နေရပြီးနေ့စဉ်မနက်၄နာရီခွဲကနေည၈နာရီခွဲအချိန်ထိတရားထိုင်တာ စာဖတ်တာအခန်းတွင်းလမ်းလျှောက်တာစတဲ့အချိန်ရှိတဲ့ဘဝကိုဖျက်ဆီးနေရပါတယ်။ စစ်ကောင်စီထိန်းချုပ်တဲ့သတင်းစာတွေကိုဖတ်ရှုခွင့်ရပေမဲ့အစားအသောက်နှဲပါတာနဲ့အပူချိန်မြင့်မားတာအခန်းတွင်37ဒီဂရီစင်နီဂရိတ်ထိလိုမျိုးကျန်းမာရေးဆိုင်ရာစွန့်အင်ကြာတွေရှိနေတယ်လို့မှတ်တမ်းတွေကဖော်ပြပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းခင်အရစ်ကမိခင်ဖြစ်သူနဲ့နှစ်နှစ်ကျော်ကြာဆက်သွယ်ပြတ်တောက်ခဲ့ပြီးမိသားစုရင်းရာတွေပဲဆွေးနွေးတဲ့စာရစောင်ကိုနောက်ဆုံးရရှိခဲ့တယ်လို့ပြောပါတယ်။ ကဘာကတော့ဒေါန်ဆန်းစုကြည်ကိုနေအကျယ်ချုပ်ကြခံနေရတယ်လို့ထင်နေကြပေမဲ့အမှန်တကယ်မှာတော့သူမဟာအထီးကျန်ထိမ့်သိမ်းခံနေရတာဖြစ်တယ်လို့ကိုထိန်လင်းကထောက်ပြထားပါတယ်။ခင်မဲရီဟာ မိခင်ရဲ့80ပြည့်မွေးနေ့မတိုင်မီကီလိုမီတာ80ပြည့်ပြီးလူသားချင်းစာနာမှုရမုံငွေတွေရှာဖွေသွားဖို့စီစဉ်ထားပါတယ်။ ဩစတြေးလျစီးပွားရေးပညာရှင်ရှောင်းတာနယ်ကတော့ဒွန်ဆန်းစုကြည်ဟာအခြားအကျဉ်းသားတွေအဲကွန်း၄ပေးဆက်မရတဲ့အတွက်သူမကိုယ်တိုင်လည်း၄ပေးဆက်ကိုညှင်းဆန်ခဲ့တယ်လို့ပြောပါတယ်။သူမရဲ့စိတ်ဓာတ်မကျဆင်းသေးပေမဲ့ကိုယ်လေးချိန်ကတော့ကျဆင်းခဲ့ပါတယ်လို့ရှောင်းတာနယ်ကဆိုပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကဒေါန်ဆန်းစုကြည်ကိုအပူချိန်ကြောင့်နေရာပြောင်းရွှေ့ခဲ့တယ်လို့2024ခုနှစ်ဧပြီလမှာပြောကြားခဲ့ပေမဲ့စစ်တပ်ဝင်တွင် ပြောင်းရွှေ့ခံရတာဖြစ်နိုင်တယ်လို့သတင်းရင်းမြစ်တွေကသုံးသပ်ကြပါတယ်။ဒီမိုကရေစီလှုံ့ဆော်သူဒေါနီလာသိန်းကတော့စစ်တပ်ဟာဒေါန်ဆန်းစုကြည်ကိုကြောက်ရွံ့နေကြောင်းပြောကြားခဲ့ပြီးလက်ရှိပြည်သူတော်လှန်ရေးဟာ ဒေါ်ဆန်းစုကြည်ရဲ့လွမြောက်မှုပေါ်မူတည်နေတာမဟုတ်ဘဲဆက်လက်ရှေ့ဆက်သွားမယ်လို့လည်းအလေးပေးပြောကြားခဲ့ပါတယ်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ရန်ကုန်ပြည်ကားလမ်းပေါ်ကစစ်ကောင်စီစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။မင်းလာနဲ့စစ်ကွင်းအထက်ရန်ကုန်ပြည်ကားလမ်းပေါ်ကစစ်ကောင်စီတပ်စခန်းမှာဇွန်လ16ရက်ညနေ4နာရီလောက်ကအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးတိုက်ပွဲလည်းပြင်းထန်ခဲ့တယ်လို့သိရှိရပါတယ်။ စစ်ကွင်းအထွတ်စီဆိုင်အနီးမှာဖြစ်ကြတယ်။ G1 G2 အရာရှိတွေပါသေးတယ်။အရေးပေါ်ဆေးရုံပို့ရတဲ့စစ်သားတွေလည်းခြေနေမကောင်းဘူး။အရက်သားအင်စီက ထိမှန်သွားတာလည်းမှန်ပါတယ်။တိုက်ပွဲဖြစ်နေလို့မသွားဖို့တားပါသေးတယ်။အဲ့ဒီကြားတွေကတက်သွားလို့ RPG ထိသွားတာပါလို့ PA Underground News PUGN ကဖော်ပြထားပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးမှုတွေများပြားပြီး တာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးကောင်စီကဘုံမှုစုံမျိုးဝင်းနဲ့အုပ်ဖို့မျိုးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့တေဆုံသွားတယ်လို့လဲဒေတာရင်းသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်စစ်ကောင်စီဘက်ကတေဆုံမှုတွေများတဲ့အပြင်ဒဏ်ရာရလူနာတွေလည်းအများအပြားရှိတဲ့အတွက်ရွှေတောင်မြို့ကရင်တရားစစ်ဆေးရုံကိုအရေးပေါ်ပို့ဆောင်စေကူတပေးနေရတယ်လို့ဒေတာကန်တွေစီကသိရပါတယ် ဇွန်လ16ရက်ည7:00နာရီအချိန်ထိစစ်ကောင်စီဘက်ကလက်နက်ကြီးထိမှန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တရားစင်ကျော်ကိုရွှေရောင်မြို့ကိုအရေးပေါ်ပို့ဆောင်ခဲ့ရပြီးတိုင်ပွဲတွင်ခရီးသွားကားတစ်စီး RPG ထိမှန်ပြီးတော့အမျိုးသမီး3ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မြောက်ဆန်းရွာမြောက်တက်34လေးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အင်အားလိုအပ်ချက်ကြောင့်စစ်ကောင်စီကရက်ွက်နဲ့ကျေးရွာလုံးချုံရေးပြည်သူစစ်တွေကိုပါရှေ့တန်းကိုပို့ဆောင်နေတယ်လို့သိရပါဗျ။ ရက်တိုစစ်တင်နံပေးပြီးတင်နံဆင်းထားတဲ့ရက်ကြီးလုံကြုံရေးပြည်သူစစ်တွေကိုအမတ်တ3လေးလေးတိုက်ပွဲကိုပို့ဆောင်ထားတဲ့အတွက်တိစုံမှုတွေများပြားပြီးရေကြီးမြို့ပေါ်ကိုအလောင်းတွေပြန်လဲတည်ယူလာတယ်လို့ဒေသခံတွေစီကသိရပါတယ်တီရန်ကဆင်မရန်ဥပဒေကြောင့်မဲပေါက်တဲ့စစ်သားမဟုတ်ဘူးပြည်သူစစ်ရွာလုံးကြုံရေးဆိုပြီးခေါ်သွားတာတင်းနန်း9ရက်ပဲတက်ခဲ့ရတယ် လာတကြိုတော့တုံးလေးလေးနဲ့ဝေးတဲ့မြို့ပေါ်ကလူတွေတည်ရင်တကြိုတဲ့နေရာမှာလာတကြိုသွားတယ်လို့ရေကြီးမြို့ကန်တူက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကအမတ်တတုံးလေးလေးတိုက်ပွဲမှာပြည်သူစစ်ရဲတပ်9ရက်တင်းနှန်းပေးပြီးပို့ဆောင်ခံထားရတဲ့ရေကြီးမြို့နယ်ရုံတုံကျေးရွာအုပ်စုကပြည်သူစစ်ကိုကျော်မြင့်ရဲ့ခေါင်းကိုဒရုန်းပုံထိမှန်ပြီးတေဆုံသွားတယ်လို့သိရပါရယ် စစ်ကောင်စီကပြည်သူစစ်ကိုကြော်မြင့်နဲ့အခြားအလောင်းတွေကိုကာတုံးစည်းနဲ့တည်ဆောင်လာပြီးတောင်လေတုတ်တန်မှာမနေ့ကဇွန်လ18ရက်နေ့လယ်ပိုင်းကတကြိုခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကရက်တိုပြည်သူစစ်တင်းနှံပေးပြီးခေါ်ဆောင်ခံရသူတွေကိုလည်းရေကြီးမြို့အနီးတုတ်တန်ထိတည်ဆောင်ကအမိန်ပြန်တန်းတွေနဲ့လာရောက်တကြိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်သားတွေကအရာရှိတွေပါရုံတုံးကျောင်းမှာနာရေးပြီးတဲ့အထိနေသွားတယ်လို့ဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ညနေပိုင်းကအမတ်တ344မှာစစ်ကောင်စီနဲ့တွန်လိုင်းပူပေါင်းတပ်တို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အထိနာပြီးတော့ကြုံမြုံမြို့ထိတက်ဆုပ်ပြေးမှုတွေလည်းရှိခဲ့ပါတယ်စစ်ကောင်စီကအမတ်တ344မကြစေဖို့ရေကြီးနဲ့ကြုံမြော်ခန့်လိုက်ရ36တို့ကထုံထုံအင်အားတွေအပြင်ရက်တို့စစ်တင်နန်းပေပြည်သူစစ်တွေနဲ့စစ်မှုရန်တင်နန်းဆင်းတွေကိုစစ်ကူပို့ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်ရှင် ဗြိတိန်အစိုးရဟာ Blaze Matterwelly ကို M16 လို့လူသိများတဲ့ပြည်ပထောင်လန်းရေးအဖွဲ့ရဲ့ပထမဆုံးသောအမျိုးသမီးအကြီးအကဲဖြစ်ခန့်လိုက်ပါတယ်။ Matterwelly ဟာ1906ခုနှစ်မှာတည်ထောင်ခဲ့တဲ့ M16 လျှို့ဝှက်ထောင်လန်းရေးအဖွဲ့ရဲ့ဆက်ရှိဦးမြောက်အကြီးအကဲဖြစ်လာမယ်လို့ဗြိတိန်အစိုးရကတင်းငွေနေနေမှာကြေညာခဲ့ပါတယ်။ Matterwelly ဟာစောင်းရာသီမှာ M16 လျှို့ဝှက်ထောင်လန်းရေးအဖွဲ့ရဲ့အကြီးအကဲဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ အသက်58နှစ်အရွယ်ရှိမန်ချယ်ဝလီဟာ1998ခုနှစ်မှာ M16 ဖွဲ့ကိုဝင်ရောက်ခဲ့ပြီးအချိန်အများစုကိုတော့အရှေ့လေပိုင်းနဲ့ဥရောပတိုက်ရှိစစ်စင်ရေးအခမ်းအနားတွေမှာတာဝန်ယူခဲ့ပါတယ်။ M16 ဖွဲ့ကိုဥဆောင်ရမှာဖြစ်လို့ဂုံယူကြောင်းမထဝလီက ပြောပါတယ်။ထောက်လန်းရေးဖွဲ့တွေရဲ့အလုပ်တွေအရေးပါလာခဲ့ချိန်မှာတမိုင်းဝင်ယာရုခန့်မှုပြုလုပ်ခဲ့တာလို့ဗြိတိန်ဝန်ကြီးချုပ်ကီယာစတန်မာကပြောပါတယ်။ မချဲဝလီကအတိုင်းပြည်ကိုကာကွယ်ဖို့နဲ့ပြည်သူတွေဘေးကင်းလုံခြုံဖို့လိုအပ်တဲ့အကောင်းမွန်ဆုံးခေါင်းဆောင်မှုပေးနိုင်လိမ့်မယ်ဆိုတာသူသိတယ်လို့စတမ်မာကဆိုပါတယ်လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုကဂျိမ်းစ်ဘွန်ရုပ်ရှင်ကားမှာတရုတ်ဆောင်မင်းသမီးတူက M16 အဖွဲ့ရဲ့အကြီးအကဲဖြစ်ပါဝင်ခဲ့ပြီးနောက်မထရဝလီကိုအခုရာထူးမှခံလိုက်တာပါ အီရန်နိုင်ငံအလယ်ပိုင်းရှိဖရိုဒေါစခန်းဟာတေချာပေါက်ပြမှတ်ဖြစ်လာမယ်လို့အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးကက်စ်ကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့ဟာနက်တန်နက်ကြီးနျူကလ িয়ার အဆောင်တစ်ခုအပါအဝင် အခြားနယ်မြေတွေကိုတိုက်ခိုက်ခဲ့ပြီးဖြစ်ပေမဲ့ဖရိုဒေါစခန်းဟာအလွန်နက်တဲ့မြောက်မှာတည်ရှိပါတယ်။အစ္စရေးနိုင်ငံမှာအောင်မြင်တဲ့တိုက်ခိုက်မှုလုံးဆောင်ရမှာလိုအပ်တဲ့ဘန်ဂါခွင်းဘုံတွေမရှိတာကြောင့် အမေရိကန်နိုင်ငံကထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။အစ္စရေးတပ်မှုတွေကထိတ်တန့်အီရန်စစ်ဘက်ခေါင်းဆောင်တွေအဆောင်တွေနဲ့နျူကလ িয়ার နယ်မြေတွေကို တိုက်ခိုက်ခဲ့ပါတယ်။သတင်းပတ်တစ်ခုနှစ်ခုအတွင်းအစ္စရေးစစ်တပ်ရဲ့ရီမန်းချက်ပြီးစီးနိုင်တယ်လို့ဒေသန္တရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အီရန်နိုင်ငံကလည်းဒုံးကျည်တွေနဲ့လက်တုံးပြန်တိုက်ခိုက်ခဲ့ရာအစ္စရေးနိုင်ငံလေပိုင်းမှာလူ9ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေမပြီးဆုံးသေးဘူးလို့အီရန်ကာကွယ်ဦးစီးချုပ်အဒိုရာဟင်မော်ဆာဗီကပြောပါရယ်အခုချိန်ထိလုံဆောင်ခဲ့သမျှစစ်စင်ရေးတွေဟာသတိပေးချက်တွေသာဖြစ်ပါရယ်အပြစ်ပေးတဲ့စစ်စင်ရေးတွေကိုမကြမီလုံဆောင်သွားပါမယ်လို့၎င်းကဆိုပါရယ်အီရန်ရဲ့အစ္စရေးပေါ်နောက်ထပ်တိုက်ခိုက်မှုတွေစတင်ခဲ့ပြီလို့နိုင်ငံပိုင်တက်စနင်သတင်းဌာနကဖော်ပြခဲ့ပါရယ်